အားလုံးပဲမင်္ဂလာပါရှင်။ရွှေသိအော်ဒီဘို channel မှာကြိုဆိုပါရစေ။ဒီ channel မှာက1981ခုကစတင်ထုတ်ပေးခဲ့တဲ့ပေကူလာမဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ယသဝတ္ထုတွေကိုဖတ်ကြားတင်ဆက်မှာဖြစ်ပါရစေရှင်။ဒီအစီအစဉ်ကိုပတ်စဉ်အင်္ဂါနေ့နဲ့တောက်ချနေတိုင်းမှာနားဆင်နိုင်မှာ ဖြစ်ပါရစေရှင်။ကျမတို့ရဲ့ရွှေသိအော်ဒီဘို channel ကို like and subscribe ပေးဖို့လည်းတောင်းဆိုပါရစေရှင်။အခုဖတ်ပြမယ့်ဝတ္ထုက မှတ်133မတ်လ1992ခုပေကူလာမဂဇင်းမှာဖော်ပြခဲ့ပြီးဆီယမ၄သူဆိုင်ရေးသားထားတဲ့အကြီးဆုံးကြီးပွဲပြပါအောင်ဆိုတဲ့ဝတ္ထုကိုဖတ်ကြားတင်ဆက်မှာဖြစ်ပါရရှင်။နားဆင်ပေးကြပါအောင်ရှင်။ ြီးဆုံးကြီးပွက်ပြပါအောင်ပြလဲလဲချုံရီအိုင်ကြီးတဲ့တွင်ဘူးစီပောင်းကလေးများပလုံစီထနေသည်အလဲဘဟိုတွင်အကြီးဆုံးကြီးပွက်ရန် အရှင်ယူနေသော ချုံရီဘူးပောင်းကြီးကဖောင်းတက်လာလိုက်ပြန်ကျသွားလိုက်နှင့်ခဏကြာသောပွိုင်းကနေပွက်သွားသည်စီးချောင်းမှတဆင့်ချုံရီပြလဲလဲများစီစဉ်သွားသည်မြင့်ညာမှနေညာသို့စီမြဲတိုင်း အပြာရောင်စီချောင်းကြီးသည်စီးကျင်ရစီးစင်းသွားလေသည်ဒီလိုစီးကျင်ရစီးနေကြသောချောင်ရီစီးချောင်းများကြောင့်လှပသည့်အကွက်အရှင်များအစမ်းတစ်ကျဲဖြစ်ပေါ်နေသည်ကပင်ထူးခြားသောနကပွက်တောင်၏ဒီဇိုင်းပါပဲမကွေးများသလုံးဖျားပွဲပွင့်ပြူကြောင်းတော်ရဖျားပွဲရွှေဆက်တော်ဖျားပွဲလားဖျားမှုဧည့်သည်များသည်မင်းမှုမျိုး၏သမိုင်းဝင်ဖျားများနှဲ့လေဖူးမြော်ကြရင်းနှင့်နေမကျော် နခပွက်တောင်တို့မဟုတ်မြေပြာတောင်တို့ရောက်လာကြသမင်ဖျားပွဲကာလမဟုတ်လဲမိုးပွားသောအညာဒေသတို့ဖျားပူလာကြသောဧည့်သည်တိုင်းကနခပွက်တောင်ကိုဥခိုက်သေးကထုံးစံမြေပြာတောင်တို့ဧည့်သည်များများကြလာလေမင်းညံရှိန်တို့ပျော်ရွှင်လေးဖြစ်သည်မြေပြာတောင်၏ဧည့်သည်များကပေးကမ်းသွားကြသည့်ငွေစာကြေးစာများပြီးတော့ဈေးတုံးချူခြင်းနိုင်ငံခြားကဘူရီစားတဲ့ ချောကလက်တောင်ဆိုတာတောင်တခါကစားရဖို့ပါရဲ့သူတို့တွေဒီလိုပေးကမ်းသွားစေရအောင်လဲမင်းညံရှိတော့ကအလုံးလုတ်ပေးရသည်တောင်ချီရင်သူဖျားဘူးကားဆိုင်လာသည်နှင့်အပြေးအလွှာတွားရောက်ကြိုကြပြီဘဘကြီးအမေကြီးဦးလေးကြီးကိုကူလေးတို့မမလေးတို့ခမညာမောင်တော်ငကပွဲတောင်နဲ့နှမတော်ငကပွဲတောင်တို့ဥခိုက်ဖူးမြော်ကြပါရင်တောင်ချီမှာဖက်နယ်လေးတွေချွတ်ပေးထားခဲ့ပါခမညာ မပြောက်စေရပါဘူးခမညာကားကိုလည်းစိတ်ချလက်ချထားခဲ့ပါခမညာဘာတခုမှမပြောက်စေရအောင်စောင့်ပေးမှာပါခမညာအသက်ကလည်း12နှစ်ပြောရဲဆိုရဲလည်းရှိသူမင်းညာရှင်ကပဲဥဆောင်ပြီးတွတ်တွတ်ပြောရတယ်သဘောကောင်းသောဧည့်သည်ကလေးများကတော့သူပြောသည့်အတိုင်းဖနှများချွတ်ထားခဲ့ပြီးကားကိုစောင့်ထားခိုင်းခဲ့တယ်သူတို့6ယောက်ထဲမှာအဖွဲကောင်းဆောင်ကိုဖြစ်နေသောမင်းညံရှင်ကပဲကြိုစီရကိုကားဆောင်ခိုင်းခဲ့ရသည် ကြံသည့်သူတို့၅ယောက်ကတော့မေပြာတောင်ဧည့်သည်များနဲ့အတူဝါလျရန်ကိုအားပြုကတောင်ပေါ်သို့လိုက်ပါတက်ခဲ့ကြသည်တောင်ပေါ်သို့ရောက်သည်နှင့်ငကပွဲအိုင်ရှိရာသို့ဦးဆောင်သွားတက်ပြီးလက်အုပ်လေးချီကမောင်တော်ငကပွဲမင်းနဲ့နမေတော်ငကပွဲမင်းတို့ခမညာအခုဖူးမျောရောက်လာကြတဲ့ဘဘကြီးဦးလေးကြီးကိုကိုကြီးမမကြီးတို့ခရီးလမ်းပန်းအန်ရယ်ကင်းရှင်းမယ်ချောမွေဝဲဆိုရင်အကြီးကြီးပွက်ပြပါအောင် အကြီးဆုံးပွက်ပြလိုက်ပါဦးဟောပွက်တယ်ခမပွက်တယ်မောင်တော်နဲ့နှမတော်ကိုယုံကြည်ကိုးစားပါတယ်ယုံကြည်ကိုးစားလို့လို့ဥခရောက်လာကြတဲ့သူတွေပါ စီးပွားရေးအလုပ်ကိုင်းအဆင်ပြေမယ်ဆိုရင်စောစောကတည်းပိုကြီးတဲ့အကြီးကြီးဆုံးပွက်ပြပါဦးမင်းညံရှင်ဤတတူတူအတန်နဲ့အရင်မိတော်ဟောင်းတစ်ဖြစ်လဲငကပွက်အိုင်ချော်ရီများကပွက်ခနဲ့ပွက်ခနဲ့ဟာပွားတာပဲစာမွေးပွဲအောင်အောင် ပွက်ပြခိုင်းစမ်းပါ ဟေ့တို့ကဒီမနှလုံးလဲလို့ပွက်ပြခိုင်းမယ်ကွငါကတော့ငါကြီးစားနဲ့ရမရအသေးချပွက်ပြခိုင်းရမယ်ဟေ့ချတဲ့ငါသိစုပေါမပေါအကြီးဆုံးကြီးပွက်ပြခိုင်းသေးတယ်မှာဒီလိုမျိုးအတန်တွင်ညံ့နေလေမင်းညံရှိန်တို့အလုပ်ဖြစ်လေပါပဲဒီလိုအဖွဲမျိုးပြန်သွားလျင်တယောက်ကငါမှုပေးတယောက်ကတကြက်ပေးနဲ့၁၀လောက်ရတတ်တယ်အချို့ဧည့်သည်များကတော့မင်းညံရှိန်တို့ခလေးအုပ်စုကို အနာပင်အကမခံမျက်နှာထားဆိုးကြီးများနဲ့တရိဆန်ကိုမောင်းထုတ်တယ်လို့မျိုးမောင်းထုတ်ကြသည်တွားတွားဘာမှလာမပြောနဲ့ငါတို့အားလုံးသိတယ်အလကားတခိုးလေးတွေလစ်တာနဲ့ကားပေါ်ကပစ္စည်းတိုးသွားမယ်ဟာလေဘက်နဲ့များငကပွားအိုင်ချော်ရီတွေသူ့ဘာသာပွက်တာကိုသူတို့စူတောင်းပေးမှပွက်တယ်လို့အလကားအလိမ့်ညာတွေဒီလိုမျိုးအပြောခံရပြီဆိုရင်တော့မင်းညံရှင်ရင်နဲ့တစစ်စစ်နာကျင်စွာခံစားရတတ်တယ်သူတို့ကတခိုးလေးတွေမှမဟုတ်တာ သူတို့လိန်ညာနေကြတာမှမဟုတ်တာသူတို့ကသူတို့တမျိုးလုံးကဟောဒီနဂပွက်တောင်မကြီးမှာစံမြန်းနေကြတဲ့မောင်တော်နဂပွက်မင်းနဲ့နှမတော်နဂပွက်မင်းတို့ရဲ့အနွယ်တော်တွေလို့သူတို့မိဘတွေအဖိုးအဖွားတွေကပြောပြခဲ့ကြတာပဲသူတို့တတိုက်တဝန်းလုံးနဂပွက်တောင်နဲ့မနီမဝေးမှာပဲအရိတ်ခုနေကြသည်တောင်ပေါ်မှကြည့်လိုက်လျင်စူးရစ်ချုံပုံများကန္နာရပင်အုပ်အုပ်များကြားထဲမှာ သူတို့တဲအိမ် ဘုတ်စုကလေးတွေကဟိုတစုတီစစုနဲ့တဲအင်ကလေးတွေနဲ့နေကြရပါမယ်။သူတို့ကနဂါးမင်းဤအနွယ်တော်တွေလေဘိုးစင်ပေါင်ဆက်ယုံကြည်ခဲ့ကြတာပဲထင်ပါရဲ့။အဖိုးတွေအဖွားတွေအမေတွေကတော့မဟုတ်ဘဲညာပြောကြမည်မထင်။သူတို့ဤစုံနှုတ်တဲ့အဝတ်အစားတွေကိုကြည့်ပြီးတခိုးလေးတွေလူလိန်လေးတွေလို့ပြောလာတဲ့သူတွေကိုမောင်နှံငကပွဲမင်းနဲ့နှမတော်ငကပွဲမင်းတို့ကစိတ်မှန်ဆိုပြီးဝေးမယူရအောင် ူတို့ကပဲပြန်လည်တောင်းပန်ပေးလိုက်ရပါတယ်။သူတို့ဆူတောင်းပေးမှာငကဘွားအိုင်ကအကြီးဆုံးကြီးပွက်ပြတယ်ဆိုတာကိုဝီဒီယိုဆက်တလုံးတော့ရမယ်ဆိုရင်အကြီးဆုံးကြီးပွက်ပြပေးပါအရှင်ငကားမင်းမောင်ထမပြလဲလဲချော်ရီအိုင်အလဲဘဟုမှာ ဝက်ခနဲတေးသေးထပွက်လိုက်သဖြင့်စူတောင်းသူကြော်စီရကိုဝိုင်းရီမိကြသည်ဒီကောင်ကြော်စီရမျက်နှာလေးကဇီးကင်းကမဲရှိတော်သည်အမြဲနှက်ချီတရှုံရှုံရှိကစွတ်ကျဲအရှိကြီးကိုပစိုးမလို့ဘောင်းမလို့ပဲဝတ်တာတတ်သူကြော်စီရကမင်းညံရှိန်နဲ့မတိမ်မငိမ့်အရွယ်သူကတမျိုးပြီးတမျိုးယူတတ်သည်ကြောင်းနေခြင်းသည်စာတင်ခြင်းသည်ကြောင်းရှိမှာသွားထိုင်ပြီး တခြားကလေးတွေစာသင်နေကြတာကိုငေးကြည့်ခြင်းငေးကြည့်နေတတ်တယ်။ကျွန်တော်ကြောင်းနေရမယ်ဆိုရင် အကြီးဆုံးကြီးပွက်ပြပေးပါအရှင်ငကားမင်းမောင်နှမ။ဒီလိုမျိုးမကြာခဏဆူတောင်းလေးရှိသူကြော်စေရတယ်။ယခုတော့ဗီဒီယိုဆက်ကိုဆူတောင်းနေပြန်သည်။နောက်တစ်ချိန်ထပ်ပြီးဆူတောင်းမှာအကြီးဆုံးကြီးပွက်လာသဖြင့်ဟေးကနေအော်တယ်ညံသွားသည်။ကြော်စေရတထေးဟေးဗီဒီယိုပိုင်းနဲ့တထေးကွာ။တူတူကြော်လျာ တို့တို့ကိုနှကားမင်းတွေကဗီဒီယိုကြီးပေးလာရင်ချစ်သေးပိုင်တို့ကိုရဲကြနော်အေးပြမှာပေါ့ဟောဒီငါတို့အဖွဲအားလုံးအလကားကြည့်ရမယ်တခြားလူတွေကိုတော့တယောက်တစ်ချက်ယူမယ်ပတ်ချံနေအများကြီးရရရင်မုံမုံဝယ်ထားကြမယ်နော်အေးအေးမုံတွေကလည်းအများကြီးစားရမယ်အင်းကြီးလှလှလေးတွေလည်းအများကြီးပွေပေးမယ်ချစ်သေးတို့ပါနေရအောင်တိုက်လှလှကြီးလည်းစောက်ပေးမယ်နော်ဗီဒီယိုကြီးကြက်ရင်ကျင်ဖို့ပတ်ချံချူရအောင်မယ်လေး တ်ဆန်စုဖို့မလိုပါဘူးစုပြုံချက်ရာနဂါမေးမောင်နှမပေးတာမို့ဘယ်တော့မှမပြတ်တဲ့ဗီဒီယိုဆက်ကြည့်ပေါ်ဟာကျော်စီရအတန်ကတကက်တထေးကြီးလေးတန်းမျိုးဗီဒီယိုကြီးကိုခဲပိုင်တော့မိပုံစံတကယ်ရမေဟန်မနဲ့မိုးလင်းမျက်စိနှလုံးပွင့်တယ်နဲတောင်ပေါ်ရောက်လာမြင်ထုံးစံအတိုင်းရောက်ရှိနေကြကဧည့်သည်တွေရောက်မလာခင်စကားဝိုင်းဖွဲ့နေကြခြင်းပင်မင်းညာရှိန်ဤစကားဝိုင်းနေဝင်မပါဘဲနဲ့ဆူရချုံပင်နေကြတဲ့မှာ ဟိုတစုတစုရှိနေကြသော သူတို့ဤတဲအိမ်ဘုတ်စုလေးများကိုငင်းနေမိခဲ့သည် စကားဝိုင်းတွင် ဝင်မပါခဲ့ပေမယ့်သူတို့ဤပြောသံများအားလုံးကြားနေခဲ့ပါသည်နားထောင်ရင်းနှင့် လူလူဝန်းနေလာခဲ့ရသည်ကြုံစီရတို့ချစ်သေးပိုင်းတို့ဧကရီတို့စုပြုံချစ်တို့မောင်မောင်ဝေရန်တို့ကတော့ဗီဒီယိုကြီးချော်ရီအိုင်ထဲမှာဝိုင်းကနေပေါ်လာလို့မြုံလင့်မြုံဝများဖြင့်တောင်ထိပ်ဝမှာဝိုင်းဖွဲ့ထိုင်ကစောင့်ကြည့်နေကြလေသည် စောင့်ကြည့်ရင်းနဲ့ကြောက်ရွံ့တာဖြစ်ချင်ဖြစ်သွားမယ်။အဲ့ဒီဗီဒီယိုကြီးတကယ်ပေါ်လာခြင်းမှပေါ်လာမှာလို့ तू ဘယ်လိုပြောရလိမ့်မလဲ။တကယ်ပေါ်မလာဘူးလို့လဲ तू အပြတ်မပြောရဲ။ဒင်းနကဘွားအိုင်မှာအတိတ်ထံပြီးစူတောင်းခဲ့ရင်တောင်းတဲ့စုတွေပြည့်တယ်လို့အဖိုးဘွားအမိဖတွေက အသေးချာပြောပြထားတာပဲ။လူကြီးတွေ ပြောပြတာကို ခလေးတွေဆိုတော့ယုံရတာပဲ။ဒါပေမဲ့ဘာဖြစ်လို့ तू မယုံကျင်တော့တယ်လို့ မယုံမယဲဖြစ်လာရတယ်ဆိုတာကို သူပြောမပြတဲ့အဖေကျုပ်တို့ကသူများတွေကိုသာစူတောင်းပေးနေရတယ်ကျုပ်တို့အတွက်ကိုရောအခွင့်အစားကောင်းကောင်းတွေတိုက်အကြီးကြီးတွေကားအစ်စ်ကြီးတွေကိုရဖို့စူတောင်းရင်တကယ်ရမလားဗျဟာရတာပေါ့ကွာတကယ်တော့အဖေညာတာမဟုတ်ဘူးနော်ကောင်းလေးရငါကညာပြောမလားဟာဟာဒါဆိုငကားမင်းမောင်နှမညာတာပဲဖြစ်ရမယ်ဗျဟဲ့ကောင်းလေးမပြောကောင်းဘူး မဟုတ်ဘူးအဖေကကျုပ်တိုက်တဲကားတွေအဖေအစားတွေဟင်းကောင်းကောင်းတွေကိုစူတောင်းလာကြပြီရမှရမလားသေးတာအဋိဋ္ဌံပြုတ်ရတာဒါရဲ့ဒီတိုင်းစူတောင်းလို့ဘယ်ရမလဲအဋိဋ္ဌံပြုတ်ရဆိုတာဘာလဲလို့ရှင်းပြခိုင်းတော့အဖေပြောပြတော့လဲနားမလဲခင်နားမလဲ၍မကြခဏမေးပြန်တော့လဲစကားများတဲ့ကလေးကိုအော်အော်ခံရအဆုခံရတာပဲအဖက်တင်ခဲ့သည်အဲ့ဒီနောက်ပိုင်းကို့အတွက်ကို ုမတောင်းပြတော့တာကြာခဲ့ပါဘကောအခုကြော်စီရလဲမြို့ရဲဘက်စီမှာ ကားဆက်တန်းနဲ့အတူဖုံလုံးကြီးလိမ့်လာသေးကိုမြင်ရသည်ငကပွက်တောင်ကိုလာတဲ့ဧည့်သည်တွေဒီအသည့်ကအတွေးစားကို တိကနေပြတ်စီခဲ့သည် သူတို့ဤခြေလန်းကလေးများသည် လေးတွေခလေးတွေတော့ကြည့်ပါဦးမေဘူးကြီးရဲ့ဖက်နဲ့လည်းမပါကြဘူးကျွန်တော်ပြောခဲ့ပါဘကောတော်ချူရီဦးဝိထုရေးစရာဇလန်းလေးတွေတွေ့ရပါမယ်လို့သူတို့အားလုံးဖက်နဲ့မစည်းကြတာကိုအံ့ဩစရာမဟုတ်ပဲအံ့ဩနေတဲ့အတော်လေးနာကိုကတ်သွားလိုက်ခါဘဘကြီးတို့ဦးလေးတို့တော်တော်လေးတို့ခမမောင်တော်ငကပွက်တောင်နဲ့နှမတော်ငကပွက်တောင်တို့ဥခိုက်ဖူးမြော်ကြပါရင်တောင်စီမှာဖက်နဲ့ကလေးတွေချုပ်ပေးထားခဲ့ပါခမညာ မပြောက်စေရပါဘူးခင်ဗျာကားကိုလည်းစောင့်ပေးထားပါမယ်ခင်ဗျာဘာတကူမှမပြောက်စေရပါဘူးခင်ဗျာကဲတို့အားလုံးဖက်နှက်တွေကားပေါ်မှာပဲချုပ်ထားခဲ့ကြတာပေါ့ကွာကားဆောင်တဲ့လူကဆောင်မဆောင်တဲ့လူကဟောဒီတော်တော်လေးတို့နဲ့အတူတက်ခဲ့ကြပြီတော့တို့တော့တက်နှင့်ပြီအဲ့တဲ့ဘဘကြီးကပြောပြောဆိုဆိုနဲ့တောင်ရှိရာတို့ထွက်သွားသည်ပြီးတော့ဦးဦးတွေပြီးတော့တော်တော်လေးပြီးတော့မှသူတို့ကလေးအုပ်စုဝါလင်းရံကိုအားပြုတ်ပြီး တောင်ပေါ်သို့ဖြည်းဖြည်းချင်းတက်လာကြရင်မှာသားတို့နာမည်တွေတော်တော်လေးကိုပြောပြပါအောင်ကွာကျွန်တော်နာမည်ကမင်းညံရှိန်သူကမောင်မောင်ဝေရန်သူကချစ်သေးပိုင်ဟိုးအငယ်မားကဧကရီအငယ်မားနောက်ကစုပြုံချစ်တဲ့ကားဆောင်ကြံရစ်ခဲတာကကြိုစီရအလားငါတို့နာမည်တွေနဲ့မြန်ကွာလိုက်တာရှေးကဦးတယောက်ကအော်လိုက်တဲ့ဖြင့်အားလုံးရေကြလေသည်ချွေများဖုံများနဲ့ညစ်တူးနေက အဝင်နှွမ်းဆုပ်ဆုပ်နှစ်ချေရှုပ်ရှုံနေသူတို့တွေလည်းလိုက်ပါရည်မိကြလေသည် နေပါအောင်ကွာဒီနာမည်တွေကိုမင်းတို့မိဘတွေကဘယ်လိုစိတ်ကူးနဲ့များမှဲ့ခဲ့ကြပါလိမ့်နော်မခက်ပါဘူးတော်တော်လေးရာမြူထဲထွက်တဲ့အခါတထေးတွေတိုက်ထဲကခေါ်တန်ကြတဲ့နာမည်မှတ်ထားပြီးမှဲ့လိုက်တာပါပဲမှတ်ရောဆိုပြီးရည်ကြပြန်လေသည်နေပါအောင်ကွာမင်းတို့ကဒီတောင်ပေါ်နိပူပူထဲမှာဘာလုပ်နေကြတာလဲဒီနကပတ်တောင်ကိုလာဖူးကြတဲ့သူတွေကိုစူတောင်းပေးတာဗောဗျာ ဒါမီးတောင်ဟောင်ကြီးပဲကွာဖက်ရမှာမဟုတ်တာဘလို့စုအဲ့ဗျာဒေါ်ကြီးကိုနကားမောင်ဓမကစိတ်ဆိုးရိမ့်မယ်အဲ့လိုမပြောရဘူးမမောင်ဝေရကအထိတ်တလန့်ဝင် ပြောလိုက်သည်ဒေါ်တော်လေးကိုနကားမောင်ဓမကစိတ်ဆိုးသွားပြီတကယ်ပဲဒါပေမဲ့ကိစ္စမရှိပါဘူးကျွန်တော်တောင်းပန်ပေးပါမယ်မင်းညံရှိန်ကအတော်ကြီးကိုအယောင်ဝင်သည့်ပုပ်ကူကြီးလေးတန်းပြုနှင့်ပြောလိုက်သည်အော်မင်းတောင်းပန်လိုက်ရင်နကားတွေကစိတ်ဆိုးပြေသွားရောလားမင်းကစွမ်းသားပဲ ကျွန်တော်တို့ကငငယ်ကလေးတည်းကဒီတောင်သားမှာပဲနေခဲ့ကြတာပြီးတော့ငကားအဆက်နယ်တွေမို့ငကားမောင်နှမကစောင့်ရှောက်ထားတာပေါ့မင်းတို့ကဘယ်မှာနေကြတာလဲဟိုမှာလေတောင်ထိပ်ပေါ်ရောက်လာကြပြီဖြစ်၍စူရစ်ချုံပုံများခန္ဓာရပင်အုပ်အုပ်များကြားထဲမှာစွတ်စွတ်ကလေးတွေတည်နေသောတဲအိမ်ကလေးတွေကိုညှို့ပြခဲ့သည်အဲ့ဒါဘာရက်ွက်ခေါ်လဲကွယ်စေးစားရက်ွက်ခမရတော်တော်လေးနှုတ်ပြမှဟင်းကနေကြားလိုက်ရသလိုရှိသည်ဒါဆို မင်းတို့မိဘတွေကဘာလုပ်ကြလဲတောင်းစားကြတာပေါ့ညာဘက်ထမင်းတောင်းထွက်ရင်ကျွန်တော်တို့လည်းလိုက်သွားကြတာပဲမင်းမင်းတို့တယောက်မှចောင်းမနေကြဘူးလားចောင်းကနေလို့မှမရတာဟိုကောင်ကြော်စေရចောင်းနေခြင်းလို့လေចောင်းရှိကိုတွားတွားထိုင်ကြည့်တယ်နှင်းထုတ်ခံရရောဗျာမင်းညာကမြို့ထဲတနေရာမှာဗီဒီယိုပြနေတဲ့ဖြင့်တွားကြည့်ကြရာလက်သိမခံမဲမောင်းထုတ်ခံခဲ့ကြရသည်ကိုတတိယသွားပြီးဝမ်းနေသွားရပြန်သည် ကြကြဝမ်းမနဲ့နိုင်ငကပွအိုင်ကြီးစီတို့ပြေးသွားခဲ့ကမောင်တော်ငကပွမင်းနဲ့နှမတော်ငကပွမင်းတို့ခမားဟုအစချေ၍အန်ရကင်းစီကြောင်းဆူတောင်းကအကြီးကြီးပွဲပြခိုင်းရပြန်သည်တားတို့မိဘတွေကယောဂတဲ့တွေမှုစေးစားနေကြရတယ်ဆိုတော့တားတို့ပါဝကွယ်အခုစေးမစားရသေးပေမဲ့ကြီးလာရင်တော့နူးမှပါပဲဟုတ်ကွယ်မင်းတို့မိဘတွေနဲ့အတူတူမအိပ်ရင်မစားရင်ယောဂမဖြစ်ဘူးပေါ့ ဖေတွေအမေတွေနဲ့အတူတူမနေရင်ဘယ်မှာသွားနေရမလဲဘသူကျွေးမှာလဲနူတာကမျိုးယိုးလို့အဖွားကပြောတာပါ မဟုတ်ဘူးခလေးရယ်ဘလို့ပြောရမှန်းတော့မသိတော့ဘူးချော်ရေးပြလဲလဲတွေထောက်ပွက်တဲ့တွင်းနှုတ်ခမ်းဝါမှာဝိုင်းဖက်ရကြရင်နဲ့ဒေါ်တော်လေးကသူတို့တွေကိုဘယူးတဆိုင်ပြုံးနေခြင်းပဲကဲဘလို့ပြောရမှန်းမသိတော့ရင်လဲဘာမှမပြောနဲ့တော့အားလုံးဟာကန်စီမန်တဲ့အတိုင်းဖြစ်လာကြတာပဲပေါ့စိတ်ကိုဖြေကဲ ခရီးဆက်စရာတွေရှိသေးတယ်စင်းညစုဘဘကြီးကရှိမှသွားနှင်းတော်သည်မမဝင်ရန်တို့အုပ်စုက ပြည့်ထက်သွားပြီတောင်ပေါ်မှရှောစင်းကြသည် သူကတော်တော်လေးတို့ဦးဦးလေးတို့အားလုံးအိမ်နောက်ဆုံးမှာချို့ကြီးစိတ်မကောင်းလိုက်တာမမောင်ဦးရဲ့သူများတကာတွေရဲ့စူတောင်းပြည့်မပြည့်ကို အကြီးဆုံးကြီးပွက်ပြပါလို့စူတောင်းပေးနေရတဲ့သူတို့လေးတွေသူတို့ကိုသူတို့ဒီဘွားတွေကလွတ်မြောက်ဖို့ယောဂသည်တွေမဖြစ်ကြစေဖို့ အကြီးဆုံးကြီးပွက်ပြပါအောင်လို့ဆူတောင်းမိကြရဲ့လားမသိဘူးအဲ့ဒီလိုဆူတောင်းဖို့ကိုရောစိတ်မှကိုးမိကြရဲ့လားမသိဘူးနော်အားလုံးဤနောက်ဆုံးမှာသူရှိနေသည်မဟုတ်စကားတို့ကိုပိသစွာကြားလိုက်ရပါသည်သူငိုကျင်လာသည်ဧည့်သည်တော်တော်လေးပြောသွားသလိုမျိုးဆူတောင်းဖို့ကိုသူစိတ်ကူးမိခဲ့ပါသည်ဆူလဲတောင်းခဲ့ဘူးပါသည်ဒါပေမဲ့လည်း နားဆင်ပေးတာကျေးဇူးတင်ပါတယ်ရှင်။အခုဖတ်ပြခဲ့တာကတော့ဆရာမ၄သူဆန်ရေးသားခဲ့တဲ့အကြီးဆုံးကြီးပွဲပြပါအောင်ဆိုတဲ့ဝတ္ထုဖြစ်ပါတယ်ရှင်။အမှတ်133မက်ရှလာ1992ခုပေပူလာမဂဇင်းမှာဖော်ပြခဲ့တာဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့ရွှေသိအော်ဒီဘုတ် channel ကို like and subscribe ပေးဖို့လည်းတောင်းဆိုပါရစေရှင်။ကျမစိတ်လဲပါ